အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Voice Bar Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလီဝသနဲ့ဇလာဗီရာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝသခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးတော်မှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလီဝသအနေနဲ့ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ဆိုင်ကလုန်းမုန်တိုင်းအပအဝင်လေဝင်လိုင်းအခြေအနေများနဲ့မုန်တိုင်းမုန်ထွန်းရဲ့လက်တံအချိန်ကြောင့်မိုးသက်ထန်စွာရွာသွန်းပြီးမြေကြီးနိုင်တဲ့အခြေအနေများကိုပါတင်ဆက်ပေးတော်မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော်နိုင်ပါရစေခင်ဗျာ။ ပထမဆုံးအနေနဲ့မုံတိုင်းမိုးတက်ထန်စွာကြောင့်သုံးချင်းကြောင့်မြေကြီးကြီးချင်းသတိပေးချက်များနဲ့မြေကြီးချင်းများကိုပြောပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ယနေ့တရက်17လ2025ရက်နေ့နနက်6နာရီခွဲချိန်တိုင်းထွာချေရမြေကြီးအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာ။မြေကြီးနားမြေကြီးဟာမနေ့ကညနေကနေ12နာရီအတွင်းတက်ကြမရှိရပ်တန့်နေပါဗျ။မြေကြီးနားမြေရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့33.2ဒီဂရီဆယ်စီယပ်နဲ့ယနေ့အနေဆုံးပူချိန်ကတော့22.3ဒီဂရီဆယ်စီယပ်တို့ပဲဖြစ်ပါရခင်ဗျာ။ ြေကျဉ်းသားမြေဟာစိုးရင်ရေမှတ်1200စင်တီမီတာသို့ရောက်ချီရန်906စင်တီမီတာ26ဘီကွဲကျော်ကန့်အလိုမှာရောက်ရှိနေပါတယ်ခင်ဗျာ။ ERR မြေအထက်ပိုင်းမှာမိုးကအနှဲငယ်ရှိနေပါတယ်။ရန်ဖန်ရခား ERR မြေစုံအထက်ပိုင်းမှာနေရာခွဲရေမိုးသက်ထန်စွာရောက်သွင်းခြင်းများကြောင့်မြေကျဉ်းသားမြေကျဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်ခင်ဗျာ။စကိုင်းတိုင်းဇာကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းဆုံးဒေသများနဲ့ ERR မြေအထက်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနှဲငယ်ရှိနေပါတယ်။ ရာရီမြို့တစ်ချောင်းနဲ့ချင်းတွင်းမြို့တစ်ချောင်းမြကန်းဒီမြေနိုင်ဒေတာများနဲ့မြေလူကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများရာရီမြို့ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာဆလဘီချင်းတွင်းမြို့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာကနေ့မြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်းတလက်မကန်ထက်ကြသွားပါတယ်မုံရမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်းတလက်မကန်ထက်ကြသွားပါတယ်ခန်းဒီဟ ோம் လင်းဖောင်းပြင်မော်လိုက်တို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ် လေးဝမင်းကင်ကန်ဒီနဲ့မုံရမျိုးတို့ရဲ့မြေအမြားဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်ခင်ဗျာဆက်လက်ပြီးရော်ရီမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာဗမော်ရွှေကူကတာထီးချိုင်တပိတ်ချင်းမန္တလေးနဲ့စကိုင်းမျိုးတို့ရဲ့မြေအမြားဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်မြင်းမူပခုတ်ကူညာဦး၆နဲ့မင်းမူမြေအမြားဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်မကွေးအောင်လံပြည်စိတ်သာဟင်းဒရာနဲ့ဇလုံမျိုးတို့ရဲ့မြေအမြားဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်ခင်ဗျာ ရောင်ရီမြင့်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရယ်ခင်ဗျာထူးခြားမှုရှိလာလျင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာဆက်လက်ပြီးပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေနဲ့နိုဝင်ဘာလ10ရက်နေ့မှနိုဝင်ဘာလ4ရက်နေ့အတွင်းမိုးရွာသွန်းနိုင်တဲ့အခြေအနေကြိုတင်ခန့်မှန်းချက်များကိုတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာအော်တိုဘာလ31ရက်နေ့ညပိုင်းမှာထိုင်းပင်လယ်ဝေမှာအနောက်ဘက်သို့ရွေ့ရှားလာတဲ့လေဝေလိုင်းဟာကပ်ပလီပင်လယ်ပြင်အတွင်းပသိမ်မြို့ရဲ့တောင်ဘက်244မိုင်ခန့်တဝဲမြို့ရဲ့အနောက်ဘက်255မိုင်ခန့်သို့ရောက်ရှိလာပြီး နိုဝင်ဘာလ၁ရက်နေ့မနက်ပိုင်းမှာကိုကိုကျွန်းတောင်ဘက်မှာဖြတ်သန်းပြီးအနောက်မြောက်ဘက်ဘင်္ဂလားပင်လယ်ော်အရှေ့လေပိုင်းသို့ဆက်လက်ရွေ့ရှားနိုင်ပါတယ်။လေဝေလိုင်းဟာနိုဝင်ဘာလ၂ရက်နေ့နေ့လယ်၁၂နာရီအထိမြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးကွာမြူရဲ့အနောက်ဘက်၁၁၅မိုင်ခန့်မှာလေပြားနဲ့ရက်ဝန်းဖြစ်လာနိုင်ကြောင်း Icon Model မှခန့်မှန်းထားပါတယ်။ ECNWF Model ခန့်မှန်းချက်ကတော့နိုဝင်ဘာလ၂ရက်နေ့နေ့လယ်မှာပသိမ်မြို့နောက်တောင်ဘက်မိုင်တရာကအကွာမှာလေပြားနဲ့ရက်ဝန်းဖြစ်လာနိုင်ကြောင်းခန့်မှန်းထားပါတယ်ခင်ဗျာ။ အခုဖြစ်ပေါ်နေတဲ့ကပ်ပလီမြောင်ပိုင်းမှာလေဝင်လိုက်အချိန်ကြောင့်နိုဝင်ဘာလ၁ရက်နေ့ကနေ၃ရက်နေ့အတွင်းမြန်မာနိုင်ငံအနှံ့ပြားမှာမိုးထစ်ချုံရွာနိုင်ပြီးရန်ကုန်တိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တွေမှာ၃ရက်အတွင်းမိုးရေချိန်၃လက်မအထက်ရွာသွန်းရရှိနိုင်ပြီးနေရာကွက်၍မိုးများနိုင်ပါရခင်ဗျာ။တနင်္လာနေ့တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ၃ရက်အတွင်းမိုးရေချိန်၂လက်မအထက်၃လက်မနီးပါးရွာသွန်းရရှိနိုင်ပါရ။မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်အရှေ့ပိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တွေမှာ၃ရက်အတွင်းမိုးရခြင်းနှစ်လက်မှအထက်၃လက်မှနီးပါးနဲ့နေပြည်တော်စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာ၃ရက်အတွင်းမိုးရခြင်းတစ်လက်မှအောက်မိုးအနေငယ်ရွာသွန်းနိုင်ပါတယ်ခင်ဗျာဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့အထူးမိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရအရှိတ်ဘက်မှရွေးရှားလာတဲ့လေဝင်လိုင်းများရဲ့အရှိန်ကြောင့်လကောင်းကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်ော်အရှိတ်လယ်ပိုင်းတို့မှာဖြစ်ပေါ်လာနိုင်တဲ့လေပြင်းနဲ့ရံဝင်ရဲ့အရှိန်ကြောင့်လကောင်း ၁ရက်၁၇လ၂၀25ရက်နေ့မှ၆ရက်၁၇လ၂25ရက်နေ့အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နေရာကွက်ရီမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်ခင်ဗျာမြမကောင်းနဲ့တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လီပြင်းများကြက်ရောက်ပြီးလှိုင်းကြီးနိုင်ပါတယ် မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအိကိုမိုင်30မှ35မိုင်အထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြေမှာမြမကန်ယုန်နဲ့တခြားနယ်ကန်လွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှ10ပေကရှိနိုင်ပါတယ်။တုတ်ပြပါ၏မိုးတက်ထန်စွာရာသွေးညစ်နဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသရှိကုန်းမြေဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ် မြင့်ငယ်ချောင်းကများအနည်းတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်တွင်းရေကြောင်းသွားလာရေးလေကြောင်းပြန်တမ်းရေးနှင့်ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပါရန်သတိပေးနှိုးဆော်အပ်ပါရခင်ဗျာဆလဘီမိုးလေဝသနှင့်ဇလဗီတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရခင်ဗျာဘင်္ဂလားပင်လယ်ော်အခြေအနေကတော့ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်ော်အရှေ့လယ်ပိုင်းနဲ့အရှေ့တောင်ပိုင်းတွေမှာတိမ်ထူထပ်ပြီးကျန်းဘင်္ဂလားပင်လယ်ော်တွေမှာတိမ်နှဲငယ်ဖြစ်ထွန်းနေပါတယ် ဒီကနေ့မနက်တီခမ်းမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးမွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားတနင်္လာတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်ပဲခူးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲနဲ့နေပြီးတော့မန္တလေးတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုန်းပြည့်ဖြစ်ပါရခင်ဗျာ။ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အထစ်နဲ့ဖြစ်ထွန်းပါမယ်။ဒီကနေ့မိုးတဲ့ချိန်ထိခမ်းမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးနဲ့ မိုးပြင်းနဲ့တို့မှာနေရာနှက်ပြားကရင်ပြည်နယ်မှာနေရာစိတ်စိတ်နေပြီးတော့ပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲနဲ့မန္တလေးတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ရွာရရာနှုံးမြေဖြစ်ပါတယ်ခင်ဗျာ။ကြက်တိုင်းနဲ့ဒေသကြီးပြည်နယ်တို့မှာတော့တိမ်အထင်းနဲ့ဖြစ်ထုံးပါမယ်ခင်ဗျာ။ဆလဘီတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ချင်းများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ နေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မကွေးမြို့မှာတိမ်အစ်စ်နေဖြစ်ထုံးပါမယ်ဟ ோம் လင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မုံရွာမြို့မှာတိမ်အစ်စ်နေဖြစ်ထုံးပါမယ်ပသိမ်မြို့မှာမိုးထစ်ရည်နေချိန်ထစ်ချုံရွာပါမယ်တဝဲမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်လွိုင်ခေါ်မြို့မှာတိမ်အစ်စ်နေဖြစ်ထုံးပါမယ်ဖမ်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ် မော်လမြိုင်မြို့မှာမိုးတချိန်တစ်ချိန်ထိချုံရောက်ပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထိချုံရောက်ပါမယ်။လာရှုံမြို့မှာတိမ်အထင်းနဲ့ဖြစ်ထုံးပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထိချုံရောက်ပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထိချုံရောက်ပါမယ်ခင်ဗျာ။မိုးထိတောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ရယာပြည်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်မိုးပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးထိတောင်ဖြစ်ထုံးမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးထိတောင်များရွေးရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းတဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထိချုံခြင်းမိုးချုပ်ပြခြင်းလျှက်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြမပင်လေပြင်းမှာမြမကောင်းဝရန်တစ်ချောင်းနဲ့ကန်းလုံးပင်လေပြင်းတို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်နိုင်ပါတယ်မိုးသက်လေပြင်းကြာစဉ်ရေပြင်းပြေပြင်းလေဟာတနအီကိုမိုင်30မှ35မိုင်တိတက်ခိုင်နိုင်ပါတယ်လှိုင်းမြမမြမကောင်းဝရန်တစ်ချောင်းနဲ့ကန်းလုံးပင်လေပြင်းတို့မှာရှစ်ပေမှ10ပေခန့်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခမ်းမန်းကြကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီး တနင်္လာနေ့တိုင်းဒေသကြီးကင်းပြည်နယ်မုံပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာနံပြမိုးတချုံရွာနိုင်ပါတယ်။နေပြည်တော်နဲ့နေတော်တဲ့မနေ့ပြမိုးတဲ့ချိန်ဒီခမန်းချက်ကတော့နေရာကွက်ကြားမိုးတချုံရွာပါမယ်။ရွာရံရာနှုန်း80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတော်တဲ့မနေ့ပြမိုးတဲ့ချိန်ဒီခမန်းချက်ကတော့နေရာကွက်ကြားမိုးတချုံရွာပါမယ်။ရွာရံရာနှုန်းပြီဖြစ်ပါတယ်။ပန်းလိမ်မြို့နယ်နေတော်တဲ့မနေ့ပြမိုးတဲ့ချိန်ဒီခမန်းချက်ကတော့နေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။ရွာရံရာနှုန်း60ဖြစ်ပါတယ်။လာမယ့်စနေတနင်္ဂနွေနေ့အားလည်ရမြအတွက်မိုးလီဝတာခမ်းမန်းချက်ကတော့ နေပြည်တော်မှာနေရာစိတ်စိတ်ရန်ကုန်တိုင်းဒေသကြီးမှာနေရာအနှံ့ပြားနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာနေရာကျကျမိုးတချုံရောပါမယ်။နောက်ဆုံးအနေဖြင့်မန္တလေးတိုင်းဒေသကြီးမှာနိုဝင်ဘာလ၁ရက်နေ့မှနိုဝင်ဘာလ၆ရက်နေ့ထိမိုးလေဝသအခြေအနေများကိုပြောပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ။ပင်လယ်ပြင်မှာထူးခြားမိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါရယ်။စကလုံးမုံတိုင်းမွန်ထရိုင်ရဲ့အကျွင်းကျန်ကုန်းတွင်ပိုင်းလေပြင်းနဲ့ရေဝင်ဟာအိန္ဒိယနိုင်ငံအလဲပိုင်းမှာမြောက်ဘက်သို့ဆက်လက်ရွေ့ရှားနေပြီးမနေ့ကအောက်တိုဘာလ၃၀ရက်နေ့ညမှာတော့ အနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာအပြော့ပြက်ပြက်ပြီးမုံတိုင်းအတွင်းကြံများဟာအာသံမဏိပူရဒေသများပေါ်သို့ဆက်လက်ရွေးရှားနိုင်ပါတယ်။ထိုင်းပင်လယ်ကွေးမှာလေပွေလိုက်ဟာမနေ့ကအောက်တိုဘာလ31ရက်နေ့မှာမြိတ်မြို့တောင်ဘက်မှာဖြတ်တန်း၍ကပ်ပလီပင်လယ်ပြင်တွင်သို့ရောက်ရှိလာပြီးနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေးရှားကာကိုကိုချွနဲ့မော်ဒယ်ဇွန်ကြားမှဖြတ်တန်းပြီးဘင်္ဂလားပင်လယ်အရှေ့လယ်ပိုင်းသို့နိုဝင်ဘာလ2ရက်နေ့မှာဝင်ရောက်လာနိုင်ပါတယ်။အဲ့ဒီလေပွေလိုက်ဟာနိုဝင်ဘာလ9ရက်နေ့ညမှာ ်ဘင်္ဂလားဒေ့ရှ်ကမ်းခြေကိုဖျက်ကျော်ပြီးကုန်းတွင်းပိုင်းသို့ဝင်ရောက်ကာပြက်ပြဲသွားနိုင်ပါတယ်။ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်မှာဖြစ်ပေါ်လျက်ရှိတဲ့လေဝေလိုင်း 98W ဟာအနောက်ဘက်သို့ဆက်လက်ရွေ့ရှားပြီးဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကိုနိုဝင်ဘာလ9ရက်နေ့မှာအပူပိုင်းမုန်တိုင်းတိုက်ဖွန်းဖြစ်ဖျက်ကျော်တိုက်ခတ်ပြီးနောက်တောင်တရုတ်ပင်လယ်အတွင်းသို့နိုဝင်ဘာလ6ရက်နေ့ညပိုင်းမှာဝင်ရောက်လာနိုင်ပါတယ်။အိန္ဒိယနိုင်ငံအလယ်ပိုင်းမှာမြောက်ရက်သို့ဆက်လက်ဥတီရွေ့ရှားနေတဲ့ဆိုက်ကလုန်းမုန်တိုင်းမွန်ထရိုင်းရဲ့အကျဉ်းချံများနဲ့ထိုင်းပင်လယ်ကွေ့ဘက်မှာ ဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းထိဆက်လက်သဲဆောင်ရွေးရှားလာမယ့်လေဝေလိုင်းတို့ကြောင့်မြန်မာနိုင်ငံအနှံ့ပြားမှာယခုတစ်ပတ်အတွင်းမိုးအထင်တင်ရွာသွန်းနိုင်ပြီးနေရာကွက်ရီမိုးများနိုင်ပါတယ်။ခေါနေရအတွင်းမန္တလေးတိုင်းဒေသကြီးမှာမိုးရွာသွန်းရရှိနိုင်တဲ့အခြေအနေများကတော့မန္တလေးတိုင်းဒေသကြီးကြောက်စင်နဲ့မိထီလာမြို့နယ်ခရိုင်များမှာမိုးအများဆုံးခေါနေရအတွင်းမိုးရွာခြင်းသုံးလက်မနဲ့အထက်ရွာသွန်းရရှိနိုင်ပါတယ်။မန္တလေးတိုင်းဒေသကြီးရဲ့အလဲပိုင်းမြို့နယ်ခရိုင်များဖြစ်တဲ့မြင်းကြံရမဲသိန်းညောင်ဦးမန္တလေးတထာဦးမြင့်ငယ်ပြင်ဦးလင်တို့မှာ ခုနှစ်ရက်အတွင်းမိုးရေကြိမ်နှစ်လက်မအထက်မိုးတင့်တင့်ထစ်ချုံရွာနိုင်ပါတယ်။တာစီဝမ်းတွဲမလိုက်တောင်သာမြစ်သားနှထိုးကြီးစင်ကူစတဲ့မြို့နယ်ခရိုင်တွေမှာခုနှစ်ရက်အတွင်းမိုးရေကြိမ်တစ်လက်မနဲ့အထက်နှစ်လက်မနီးပါးမိုးအနှဲငယ်ရွာသွန်းနိုင်ပါတယ်။နိုဝင်ဘာလ၂ရက်နဲ့နိုဝင်ဘာလ၄ရက်နေ့များမှာတော့မတရားနဲ့ပသိမ်ကြီးမြို့နယ်ခရိုင်များမှာ၂၄နာရီအတွင်းမိုးရေကြိမ်တစ်လက်မခွဲခန့်ရွာသွန်းပြီးမိုးအနှဲငယ်များနိုင်ပါမယ်။အပူချိန်လေတိုင်နှုံးနဲ့လေတုဆူတိုင်းသာလေတုညဉ့်ညမ်းမှုနဲ့ခရိုင်လုံးရောင်ကြီးအခြေအနေကတော့ ဖြန်းဖြန်းအားဖြင့်အမေဆုံးနေ့အပူချိန်ကတော့32ဒီဂရီဆဲလ်ဆီယံနဲ့အနိမ့်ဆုံးညအပူချိန်ကတော့22ဒီဂရီဆဲလ်ဆီယံရှိနိုင်ပြီးတောင်ပေါ်ဒေသပြင်ဦးလွင်မိုးကုတ်စတဲ့မြို့နယ်များမှာအမေဆုံးနေ့အပူချိန်23ဒီဂရီဆဲလ်ဆီယံနဲ့အနိမ့်ဆုံးညအပူချိန်18ဒီဂရီဆဲလ်ဆီယံခန့်အထိကျဆင်းလာနိုင်ပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းမှာအမေဆုံးလေတိုက်နှုန်းဟာဒဏ္ဍာရီ -10 ကျော်ခန့်ရှိပြီးနိုဘာလာ၁ရက်နေ့အထိနေ့လယ်ပိုင်းအချိန်တွေမှာလေတုစုတိုင်းသား60ရာခိုင်နှုန်းနဲ့ညပိုင်းမနေ့အစောပိုင်းအချိန်တွေမှာတော့တရာရာခိုင်နှုန်းရှိနိုင်ကား နိုဝင်ဘာလ၁ရက်နေ့နောက်ပိုင်းမှာတော့နေကင်းပိုင်းညပိုင်းအချိန်တွေမှာလေထုစုတိုင်းက90ရာခိုင်နှုန်းအထက်မှာရှိနေနိုင်ပါတယ်။လေထုစုတိုင်းကမြန်မာချိန်မန္တလေးတိုင်းဒေသကြီးအတွင်းမှာခန်းစားရမယ့်အပူချိန်ကတော့38ဒီဂရီဆဲဆီယက်ဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းယခုတစ်ပတ်လေထုညဉ့်ညမ်းမှုအညွှန်းကိန်းဟာအသင့်တင့်မှကောင်းသောအဆင့်မှာရှိနေပြီးစိုးရင်ရတဲ့အခြေအနေမရှိပါဘူးခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြရတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမွှေးလန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါဦးခင်ဗျာ